အေးအေးရင်ဆိုင်နေရတဲ့နောက်ဘက်ခြမ်းစစ်မြစ်နာရခိုင်ပြည်ရဲ့90ရာခိုင်နှုန်းနီးပါးကိုတိမ့်ပိုက်ထိ ंछ ုပ်ထားတဲ့အာရခတ်တပ်တော်အေးအေးဟာဒေသတွင်းမှာအုပ်ချုပ်ရေးတရားစီရင်ရေးကျန်းမာရေးနဲ့ပညာရေးကဏ္ဍအသီးသီးကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေပါတယ်။တစ်ဖက်မှာလည်းအာရခတ်တပ်တော်အေးအေးဟာစစ်ကောင်စီထိ ंछ ုပ်ထားစေတရုတ်စီမံကိန်းတွေများစွာရှိတဲ့ကြောက်ဖြူမြို့နဲ့စစ်တွေမြို့တို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးရခိုင်ရိုးမနယ်စပ်တလျှောက်က မကွေးပဲခူးတိုင်းနဲ့အေယာဝတီတိုင်းတွေကိုမြေဥတော်လိုင်းအဖွဲတွေနဲ့အတူ ထိုးစစ်ဆင်တိုက်ခိုက်နေတာမြမပြည်အလဲပိုင်းဒေသကိုထိုးပေါက်ဝင်ရောက်နိုင်မှုအတွက်ချင်းချောက်လာနေပါတယ်။အရခတ်တက်တော်အေဟာအဲ့ဒီဒေသတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အချိန်သူတို့ထိန်းချုပ်ထားတဲ့မောင်တော်မြို့နယ်မှာတော့နေမြေကျူးကျော်ဝင်ရောက်လာတဲ့ငါးခိုးဖန်ပြဿနာတွေနဲ့စစ်ကောင်စီလက်အောက်ခံအကြမ်းဖက်တောင်းကျမ်းသူအဖွဲ့တချို့ရဲ့ ဝင်ရောက်တိုက်ခိုက်မှုဒဏ်တွေကိုခံနေရတာလည်းဖြစ်ပါတယ်။ရခိုင်ပြည်မြောက်ပိုင်းကမောင်းတော်မျိုးနယ်တစ်ခုလုံးကိုအရက်ခတ်တပ်တော် AA ကပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မှာလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားပေမဲ့လည်းမောင်းတော်မျိုးမြောက်ပိုင်းနေရာတွေကိုတော့လက်ရှိချိန်ထိနေမြေရှင်းလင်းတာတွေလှုပ်ဆောင်နေရတာလည်းဖြစ်ပါတယ်။အရက်ခတ်တပ်တော် AA ဟာရခိုင်ပြည်နယ်အတွင်းကမျိုးနယ်တချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အချိန်စစ်ကောင်စီဟာ သူတို့တကြိမ်တခါဘူးသီးတောင်မောင်တော်နယ်ဆက်ဒေသတစ်လျှောက်တွင်မှာနေမြေရှင်းလင်းရေးတွေလှုပ်ဆောင်ခဲ့တဲ့မွ슬င်လက်နက်ကိုင်အဖွဲ့တွေကိုစီယုံကချင်းကပ်ခဲ့ပါတယ်။ပြီးနောက်စစ်ကောင်စီဟာစစ်တွေဘူးသီးတောင်နဲ့မောင်တော်မြို့နယ်တွင်မှာနေထိုင်ကြတဲ့မွ슬င်ဒေသခံတွေကိုလည်းစီယုံကတွတ်သွင်းပြီးအတင်းအဓမ္မလူသစ်စုဆောင်တာတွေပြုလုပ်ခါအေနဲ့ရင်ဆိုင်တိုက်ပွဲတွေဖြစ်ကြတဲ့နေရာတွေကိုပို့ဆောင်ခဲ့မှုတွေလည်းရှိခဲ့ပါတယ်။ အဲ့ဒီအချိန်ကစစ်ကောင်စီဟာမွတ်စလင်တွေတာဂန်တွေကိုတအိမ်တယောက်ကြငွေကြေးတွေပေးဆောင်တာစစ်မှုထမ်းတန်းတွေကိုတက်ရောက်စေခိုင်းခဲ့ပြီးစစ်တွေမျိုးတစ်ခုတည်းမှာပင်အင်အား900ခန့်ပါအရေးအတွက်ကိုအပတ်စဉ်3ခုလောက်ပို့ချနိုင်ခဲ့တယ်လို့သိရပါတယ်။ဆိုပါစစ်တပ်တွေကရရှိလာတဲ့စစ်မှုထမ်းအင်အားတွေကိုစစ်ကောင်စီတပ်ကမင်္ဂလာပင်လယ်ပြင်ကနေတဆင့်မောင်းနှောမျိုးနယ်ဇက်ဒေသ တခြားကိုပို့ဆောင်ခဲ့တာတွေရှိပြီးမွတ်စလင်စစ်သွေးကြွလက်နက်ကိုင်အဖွဲ့တွေနဲ့ပူးပေါင်းကာအာရခတ်တပ်တော် AA ကိုတိုက်ခိုက်ခဲ့ကြတာလည်းဖြစ်ပါတယ်စစ်ကောင်စီကမွတ်စလင်တွေကိုဘလို့မလုံးပေးခဲ့တယ်လဲစစ်ကောင်စီဟာကျမ်းဖက်မွတ်စလင်လက်ကိုင်အဖွဲ့မဟုတ်တဲ့ဒေသခံမွတ်စလင်တွေကိုအတင်းအဓမ္မလူသစ်စုဆောင်ပြီးစစ်တနန်းတွေပေးကာအာရခတ်တပ်တော် AA နဲ့တိုက်ခိုက်ဖို့စစ်တနန်းတစ်လသို့မဟုတ်နှစ်လကျော်ပေးခဲ့တာလည်းဖြစ်ပါတယ် တင်နေပေးဆောင်ရခြင်းအဓိကရွေချက်ကတော့စစ်ကောင်စီဟာရခိုင်ပြည်နယ်ဒဲကနေထွက်ခွာသွားရပေမဲ့လူမျိုးနှစ်ခုကြားမှာတဟဇာတမတည်ငြိမ်မှုတွေအရင်တုန်းကလူမျိုးလူမျိုးရေးပြိပခတွေဖြစ်ပွားစေဖို့အတွက်ပုံဖော်ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။ရခိုင်ပြည်နယ်တခွင်မှာဆီရှုံးခဲ့ကြတဲ့စစ်ကောင်စီဟာနှစ်လခန့်စစ်တပ်နဲ့တက်ရောက်ခဲ့ကြတဲ့ဝုဇလင်လူငယ်တွေကိုဗိုလ်မှူးအဆင့်ထိတိုးပေးကာယာရူးတာဝန်တွေကိုပေးအပ်ခဲ့တာဖြစ်ပြီး ဗိုလ်မှူးအဆင့်လက်အောက်မှာလည်းမွတ်စလင်စစ်သား900ခန်းကို ထားရှိခဲ့တာလည်းဖြစ်ပါတယ်စစ်ကောင်စီတပ်ကမွတ်စလင်ဒေသခံတွေကိုစစ်တပ်နဲ့နှစ်လတာပိတ်အပ်ခဲ့တဲ့အထက်မှာလက်နက်ကြီးပစ်ခတ်တာမိုင်းထောင်တာလက်ပစ်ဘုံပစ်ခတ်တာစတဲ့လက်နက်မျိုးစုံကင်တွယ်ထိန်းချုပ်တာတွေကိုထိန်ချန်ထားတာမရှိဘဲတင်ပေးခဲ့တယ်လို့သိရပါတယ်အဲ့ဒီလိုစစ်တပ်နဲ့တက်ရောက်ပြီးအရက်ခတ်တက်တော်အေအေကိုစစ်အနိုင်တိုက်ခိုင်ခါပါကဒေသခံမွတ်စလင်တွေကိုနိုင်ငံသားကထုတ်ပေးမှာ နိုင်ငံတော်အေဂျင့်တင်ငိမ့်သွားရင်ပြည်တွင်းပြည်ပခီးသွားလာခွင့်ပေးမှာကလားလို့မခေါ်စီတွေမွတ်စလင်လို့ခေါ်တွင်စီဖို့လှုပ်ဆောင်ပေးမှာစတဲ့မလုံးတွေကိုစစ်ကောင်စီတပ်ကပေးခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့စစ်ကောင်စီတပ်နဲ့ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့မွတ်စလင်ဒေသခံလက်နက်ကိုင်အဖွဲ့တွေဟာဝူဒီတောင်မောင်းတော်မျိုးသိန်းတိုက်ပွဲကာလအတွင်းမှာအရက်ခတ်တပ်တော် AA ရဲ့တိုက်ခိုက်မှုကြောင့်ဗီယိုဗရဲထွက်ပြေးကာတဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင်နေရာအနှံပြားကိုထွက်ပြေးတိမ်းရှောင်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ကမလုံးပေးကဗိုလ်မှူးအဆင့်ယာရူပေးခဲ့တဲ့မူဟာမက်အစ္စမိုင်ခါဇော်ထဲဟောင်ကလည်းအာရခတပ်တော် AA နဲ့ရင်ဆိုင်ရတဲ့တိုက်ပွဲအတွင်းမှာတဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကဒုက္ခသည်စခန်းအုပ်ကိုထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးအရိဒေတာအခြေဆိုင်အကြမ်းဖက်မွတ်စလင်လက်နက်ကန်အာဆာ ISAO ဖွဲ့တွေနဲ့ပူးပေါင်းကရခိုင်ပြည်တွင်းကအာရခတပ်တော် AA ကိုတိုက်ခိုက်သွားဖို့ရှိတယ်လို့လည်းဘင်္ဂလားဒေ့ရှ်အခြေဆိုင်ဒီပူရသတင်းဌာနရဲ့အင်တာဗျူးတစ်ခုမှာဖြေကြားထားတာရှိပါတယ်။ ဒီရဲ့နေဇက်ဒီတက်ကအာစာ RSO AI အဖွဲ့တို့ရဲ့အကြမ်းဖက်အန္တရာယ်အရခတ်တက်တော်ရေးဟာလက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူစစ်တွေနဲ့ရခိုင်ရိုးမနေဇက်ကကို မကွေး AI တိုင်းတွေမှာစီအေးပေါ်ဆောင်နေတဲ့အချိန်အာစာ RSO AI စတဲ့မွတ်စလင်အကြမ်းဖက်လက်နက်ကင်အဖွဲ့တွေကခွင်ကောင်းယူပြီးတော့မောင်းတော်နေဇက်တစ်လျှောက်က AI ရဲ့လုံခြုံရေးစခန်းတွေကိုဂျုံကိုပိတ်ခတ်တာတွေအခုရဲ့ပိုင်းအတွင်းမှာပြုလုပ်နေတယ်လို့လည်းသိရပါတယ် နောက်ပြီးအာဆာ RSO AI ကျမ်းဖက်မုစလင်လက်နက်ကိုင်ဖွဲ့တွေဟာမောင်းတော်နေဆက်တစ်ဆက်မှာခီးသွားပြည်သူတွေနဲ့ဒေသခံရဲသားလက်လုလက်စားပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာခြုံကိုပစ်ခတ်တာတွေပြုလုပ်လာတယ်လို့လည်းတွေ့ရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ16ရက်နေ့ကလည်းအာဆာ RSO မုစလင်ကျမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဟာတမန်သားကြေးရွာနဲ့ဒုံညိုကြေးရွာသားဆယ်ဦးခန့်ကိုဖမ်းဆီးတပ်ဖြတ်ခါအကြမ်းမဲ့ကျူးလွန်မှုတွေပြုလုပ်ခဲ့ကြတယ်လို့အာရခတပ်တော် AA ကစက်တင်ဘာလ29ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ အစားရဲဆိုမူဇလင်ဂျမ်ဖက်လက်နက်ကန်အဖွဲ့တွေဟာအရက်ခတ်တက်တော်အေအေထိန်းချုပ်ထားတဲ့မောင်နှောမျိုးမြောက်ပိုင်းကနေဆက်မှတ်တိုင်56နဲ့58ဂျာချီ point 631တောင်ကုန်းကိုစတင်မာလာ16ရက်နေ့ညနေ4နာရီကျော်အချိန်မှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့ကြတာလည်းဖြစ်ပါတယ်။လာဒူစတင်မာလာ24ရက်နေ့နနေ9နာရီကျော်အချိန်မှာအထက်အင်းချောင်းကျေးရွာကနေမီတာ300ခန့်အကွာဘင်္ဂလားဒေ့ရှ်အရက်ခတ်နေဆက်ကားလမ်းမှာနေရာယူထားကြတဲ့ အာဇာမူစလင်လက်နက်ကိုင်အဖွဲ့ရဲ့ခြုံကိုတိုက်ခိုက်မှုကြောင့်အရက်ခတ်တက်တော် AA တပ်ဖွဲ့ဝင်တချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA ကဆိုထားပါတယ်။ခုနှစ်စတင်မာလ16ရက်နေ့ကစတင်မာလ29ရက်နေ့အထိအရက်ခတ်တက်တော် AA နဲ့အာဇာမူစလင်အကြံပေးလက်နက်ကိုင်အဖွဲ့တွေဟာမောင်းတော်နယ်ဆက်နေရာ6ခုမှာထိတွေ့တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း12ကြိမ်အထက်ရှိခဲ့တယ်လို့အရက်ခတ်တက်တော် AA ကထုတ်ပြန်ကြေညာထားပါတယ်။ Thank mm -hmm. you.